ယနေ့ဒီဇင်ဘာလ9ရက် BBN ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရင်းနှီးသားရဲကိန်းစခန်းနဲ့တရဲမြို့မှာထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား16ဦးသေဆုံးတဲ့သတင်းကိုသတင်းတောက်ရေးချက်မှပေးပို့တင်ဆက်ထားတာပဲဖြစ်ပါတယ်။မကွေးတိုင်းကမ္မမြို့နယ်ရင်းနှီးသားရဲစခန်းကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုနှစ်ကြိမ်တိုင်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစုစုပေါင်း16ယောက်သေဆုံးခဲ့တယ်လို့တရုတ်ခရိုင် MLA တက်ရင်ရဲ့တာဝန်ခံ ကိုမြက်ကဗီဗီယန်ကိုပြောပါတယ်ဒီသမလာစနေနေ့ကရွေးကောက်ပွဲအတွက်နင်းမြေချဲ့လာတဲ့တရက်မြို့ကနေအင်အား30ပါစစ်ကောင်စီစစ်ကြောင်းနဲ့ရင်းနှီးသားရေကင်းစကန်ကထွက်လာတဲ့အင်အား40ပါပူပေါင်းစစ်ကြောင်းဟာတရက်ကံမလမ်းပိုင်းအတိုင်းနှစ်ဖက်ညက်စစ်ကြောင်းထိုးလာခဲ့တယ်လို့ဆိုပါတယ်မနေ့9နာရီဝန်းကျင်မှာကံမရင်းနှီးသားရေစကန်ကနေထွက်လာတဲ့အင်အား40ပါစစ်ကြောင်းကိုကံမမြို့နယ်နမ်မီတော့ကျေးွာအနီးမှာစောင်းကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ5မိနစ်ခန့်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကမိုင်းကွင်းတဲကိုဝင်လာတဲ့ 6ဦးခန့်တည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ရှင်နတဘက်ကလည်းအင်အား40ပါစစ်ကြောင်းမို့အဲရနေ ship point ထွက်လာတဲ့စက္ကရာတွေဒီမန်ကွင်းထဲဝင်လာတဲ့ချိန်မှာမဲဆွဲတက်ခဲ့ခဲ့တာပါ။ထွက်လာတဲ့6ကုန်လုံးတုံယုံပဲဗျ။နောက်ကကျန်တဲ့စက္ကရာတွေတော့လက်နက်ငယ်တွေပြစ်ခတ်ခဲ့တယ်။ထိနာဝရဲစစ်ကောင်စီစစ်ကြောင်းဟာလက်ကျန်ရ30ခန်းနဲ့တရက်ကံမလမ်းပိုင်းတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးထဖြူချေးရွာနဲ့ရေရင်းကြီးချေးရွာကဒေသခံပြည်သူနေအိမ်တွေကိုဖောက်ထွင်းမှွေနောက်ခိုးယူပြီးထွက်လာခဲ့တယ်လို့ဆိုပါတယ်ဒီကောင်တွေထုံးစံအတိုင်းမို့ စစ်ကြောင်းထုတ်လိုက်ရင်လည်းတော့ခိုးတာပဲအခုလည်းမှုသွားတဲ့ကြားရပြီဆိုပါစစ်ကြောင်းကတင်းမြင့်နဲ့စတောင်းကျေးွာအနီးအရောက်နေ့လယ်၁၂နာရီမှာထပ်မံပြီးအနီးကဲစောင်းကြိုပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က၁၀ရောက်ထပ်မံတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်အဲ့ပဲကျတော့မိုင်းခွင့်မရှိဘူးဒီကောင်တွေထိုးလာတာကိုကြိုးရထားတော့အတင်းဆောင်ပြီးတိုက်ခိုက်တာပေါ့နိုင်ဝဲတော့ကြားတယ်အဲ့ဒီချိန်မှာအနီးရဆိုတော့ဒီကောင်တွေဘက်ကတိုက်ခိုက်များသွားတယ်တိုက်ခိုက်ခံလိုက်ရတဲ့တရမျိုးကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ပူးပေါင်းမိပြီးတရမျိုးနဲ့စတောင်းကျေးွာဖုံးချောင်းနီးမှာ ်လက်နက်ကြီးတက်စင်ကတိုက်ပွဲဖြစ်ပွားရာဤတစ်ပိုက်ကိုရန်တမ်းပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်တိုက်ပွဲထပ်မံဖြစ်ပွားနိုင်တာကြောင့်တရက်ကံမှာလမ်းမကြီးကိုအုံပြုတွာလာကြမယ်မိဘပြည်သူတွေအနေနဲ့တတိပြုတွာလာကြပါလို့အတိပေးထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေရီကန်စကန်နီအေအေပူပေါင်းတက်တင်ထားတဲ့စကန်အချို့ကိုစစ်ကောင်စီကလေးချောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတဲ့သတင်းကိုသတင်းတောင်းနိုင်နိုင်မှပေးပို့ထားပြီး Richard မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ မကွေးတိုင်းအမရန်လမ်းမရှိနေရီကန်လေကြောင်းရဲ့ကာကွယ်စခန်းဘျူဟာကုန်းနီးကအေနဲ့ပူပေါင်းတပ်တွေတင်ထားတဲ့ကာကင်းစခန်းတွေကိုစစ်ကောင်စီကလက်နက်ကြီးလေကြောင်း drone အနေနဲ့ပုံကျဲချတိုက်ခိုက်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့နှိဆက်သူတွေစီကသိရပါတယ်အေနဲ့ပူပေါင်းတပ်တွေဟာနေရီကန်ဘျူဟာကုန်းရှိစခန်းတွေအကုန်လုံးနှီးပါကိုတင်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးတော့လက်ကျန်စခန်းဖြစ်တဲ့ခမောက်တောင်စခန်းတစ်ခုကိုသာတင်ပိုက်ဖို့ကြံရှိတော့တာလည်းဖြစ်ပါတယ်ဒါကြောင့်အရခတ်တော်အေနဲ့ပူပေါင်းတပ်တွေဟာနေရီကန်ဘျူဟာကုန်းရှိခမောက်တောင်စခန်းကိုတင်ပိုက်ဖို့အတွက် ထိုးစစ်စင်တိုက်ခိုက်နေတာဖြစ်ပြီးတော့စစ်ကောင်စီကလည်းအေနဲ့ပူးပေါင်းတပ်တွေတင်ထားတဲ့စကန်နေရာတွေကို လေကြောင်းဒရုန်းတွေနဲ့ဘုံကျဲချတိုက်ခိုက်တာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနေစင်နေများပြုလုပ်နေတယ်လို့အေနဲ့နီးစပ်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။မေဂန်ပြူအောင်ကတော့အမရန်နမိုင်းတို့အရေးပါတဲ့စကန်တစ်ခုဖြစ်ပါတယ်။ဒါကိုစစ်တပ်ကလည်းကောင်းကောင်းသိနေတော့အဲ့ဒီစကန်းကိုတော်လိုင်းတက်တွေကရသွားရင်ဗလန်တက်နယ်အတွင်းကစကန်းတွေကပ္ပသက်စေုံတွေကိုချင်းချောင်းလာနိုင်တော့မှာဗျ။ဒါကြောင့်စစ်တပ်ကယူဟာကုန်းကြောက်ရောက်ရေးတော့ကို ေချောင်းတွေ drone လက်နက်ကြီးတွေကိုအသုံးပြုပြီးတော့အသေးတန်ခုခံကာနေနေတာဗျစကောင်းစီတက်ဟာအမ်ဘရန်လမ်းပိုင်းကနေကံပြူဟာဂုံးနဲ့6မိုင်အကွာကပြင်းဝဆစ်ဆေးကိတ်မှလည်းကာကင်းစကန်တွေလက်နက်ကြီးစကန်တွေကိုတိုးချက်ဆောက်လုပ်ထားပြီးတော့အဲ့လက်နက်ကြီးစကန်တွေကလည်းလက်နက်ကြီးတွေပြူဟာဂုံးအနီးကိုအဆက်မပြတ်ပစ်ခတ်နေတာရှိတယ်လို့လည်းသိရပါတယ်။နေကံပြူဟာဂုံးကကြမ်းရှိနေတဲ့ခမောက်တော်စကန်မှာစကောင်းစီတပ်ဖွဲ့ဝင်အင်အား300ဝန်းကျင်သာရှိတော့တာဖြစ်ပြီးတော့ ရွာကုန်းကိုစစ်ကိုအင်အားလာပို့နိုင်တဲ့မြေပြင်ကုန်းလမ်းကြောင်းတွေအကုန်လုံးနှိပါကိုလည်းအေနဲ့ပူပေါင်းတက်တွေကပိတ်ဆို့ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်းစီတပ်ဟာမြေပြင်ကနေစစ်ကိုအင်အားဆစ်လက်နဲ့ခင်းရံပစ္စည်းတွေကိုပို့ဆောင်လို့မရတာကြောင့်နေချောင်းကနေပို့ဆောင်ပေးမှုတွေရှိနေပြီးအချို့စားနဲ့ရိတ်ခါပစ္စည်းတွေကိုလည်းအေနဲ့ပူပေါင်းတက်တွေကရရှိနေတယ်လို့သိရပါတယ်။နေကံပြွာကုန်းကခုနှစ်မကုန်ခင်တော်လိုင်းတက်တွေစီမှာကြောက်ရွံ့နိုင်တာကြောင့် ဗရန်တက်နယ်အတွင်းမှာလည်းစစ်ကောင်စီတပ်ကစစ်အင်အားတွေဖြစ်တင်းနေကစုံကုန်းပြင်းဝစစ်ဆေးရေးကိတ်တွေကို ပို့ဆောင်ပေးနေတယ်လို့လည်းသိရပါတယ်။ဗရန်တက်နယ်အတွင်းကိုစစ်အင်အားတွေရောက်ရှိလာတယ်။အဲဒီစစ်အင်အားတွေကိုစုံကုန်းတို့ပြင်းဝစစ်ဆေးရေးကိတ်တွေကိုပို့ပေးနေတာအဓိကတော့ကဘာစလီစယုံခုကမဲ့တဘောတကာကွယ်နေတာဗျ။အခါတော့ဤဟာရခိုင်ကမြို့နယ်၁၄ခုကိုပြည်သက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးတဲ့နောက်အခုနှစ်၂၀၂၅နှစ်စံပိုင်းကစတင်ပြီးတော့ မကွေးတိုင်းပဲခူးတိုင်းအေရီတိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဆယ်လကျော်ကြာတိုက်ခိုက်မှုအတွင်းမှာရခိုင်ရိုးမအဆက်ကစစ်ကောင်စီတပ်စခန်း၅ခုနဲ့ကျေးရွာ၃ရွာကိုအေနဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့ ISP မြန်မာရဲ့ဒီဇင်ဘာလ၁ရက်နေ့ထုတ်ပြန်တဲ့အစီရင်ခံစာအရသိရပါတယ်။အေနဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းမှာစစ်ကောင်စီတပ်ရဲ့စစ်သည်ပစ္စည်းထုတ်လို့ရကပ္ပဆတ်ဆက်ယုံ၁၅ယုံရှိနေတာဖြစ်ပြီးတော့အထက်မင်းလားမြို့နယ်မှာကပ္ပဆတ်2 10နဲ့73စစ်မောင်ဝဲမြို့နယ်မှာကပ္ပဆတ်8 ်တေးမြို့နယ်မှာကပ္ပစ7နဲ့ပွန့်ဖြူမြို့နယ်မှာကပ္ပစ14အောင်လယ်မြို့နယ်မှာကပ္ပစ15နဲ့7ခွန်တောင်လင်းကြီးမြို့နယ်မှာကပ္ပစ18စေတုတ်တရာမြို့နယ်မှာကပ္ပစ20စေဖြူမြို့နယ်မှာကပ္ပစ21နဲ့22ကျောမြို့နယ်မှာကပ္ပစ23ပေါင်းမြို့နယ်မှာကပ္ပစ24လောင်းရှိန်မြို့နယ်မှာကပ္ပစ25ဆက်ယုံတို့တည်ရှိနေတာလည်းဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ KNN စီးနှင်းထားတဲ့မင်းလက်ပန်းကြားဖြင့်ဝန်အတွင်းမှတရုတ်တွေကရွယ်ချက်ရှိရှိ မိရှို့ပြီးစူပူအောင်လုပ်နေတဲ့သတင်းကိုသတင်းတော်ကိုမင်းတော်ကပေးပို့တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ KMU နဲ့ဒေါ်လာယင်အစုတွေစီးနှင်းထားတဲ့မင်းလက်ပန်းကြားဖြင့်ဝန်အတွင်းမှတရုတ်နိုင်ငံသားတွေအနေနဲ့အဆိုပါကြားဖြင့်ဝန်ကိုရွယ်ချက်ရှိရှိမိရှို့ပြီးစူပူအောင်ပြုလုပ်နေတယ်လို့စစ်ကောင်စီကလည်းမင်းလက်ပန်းကိုရရှိအောင်လေချောင်းကိုဒရုန်းမှအုံပြုပြီးတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့က KMU ဦးဆောင်တဲ့တော်လိုင်းရေးအင်အားစုတွေက DKPA တပ်ဖွဲ့ဝင်တွေတုံ့ပြန်ရေးပေးထားတဲ့မင်းလက်ပံရှိကြားဖြန့်ဝင်းကိုဝင်စီးပြီးတဲ့နောက်အဆိုပါဝင်းအတွင်းရှိငွေလိန်လုပ်ငန်းမှာလောက်ကိုင်းနေသူပါဝင်ဆက်ဆက်ပစ္စည်းအမြောက်များကိုထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်တော်လိုင်းရေးအင်အားစုတွေအနေနဲ့အဆိုပါကြားဖြန့်ဝင်းကိုထိန်းသိမ်းပြီးတဲ့နောက်ငွေလိန်လုပ်ငန်းနဲ့ပတ်သက်တဲ့သက်သေတွေအားလုံးကိုနိုင်ငံတကာသို့လွှဲပြောင်းပေးမယ်လို့ကြေညာခဲ့တဲ့အပြင်ထိန်းသိမ်းထားတဲ့ကြားဖြန့်လုပ်ငန်းလောက်ကိုင်းသူတွေကိုလည်း ထိုင်းနိုင်ငံမှာတဆင့်တက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပို့ဆောင်နိုင်ရန်အတွက်ချိတ်ဆက်ဆောင်ရွက်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။ဒီလိုတော်လိုင်းရင်အားစုတွေထိမ့်သိမ်းထားတဲ့ကြားဖြန့်လုပ်ငန်းလုပ်ကိုင်သူတဲမှာအချို့မှာဒီဇင်ဘာလ၈ရက်နေ့လည်ခင်းတနအိခွဲလောက်ကစပြီး၎င်းတို့ကိုထိမ့်သိမ်းထားတဲ့ဝင်းအတွင်းရှိဆောက်ဦးတွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်မင်းလက်ပံရွာအတွင်းကိုပါမီးကူးအောင်ဖန်တီးခဲ့ပြီးစူပူမှုဖြစ်အောင်ရွေချက်ရှိရှိ ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ဆိုပါကြားဖြန့်ဝင်းအတွင်းထိမ့်သိမ်းခံထားရသူအများစုမှာ တရုတ်လူမိုက်တွေဖြစ်ပြီး KMU မှသက်ဆိုင်ရာနိုင်ငံတွေကိုထိုင်းမှတဆင်ပြန်ပို့ပေးရန်စီစဉ်နှုန်းကလည်းငင်းဆန်ခဲ့ဖူးပြီးကိုယ့်စီစဉ်ချက်ကိုသွားဖို့အတွက်ရှေ့ရက်တွေမှာလည်းယခုကဲ့သို့စူပူအောင်ဖန်တီ PRP တောင်းဆိုတာတွေပြုလုပ်ခဲ့ဘူးလေလို့သိရပါတယ်။ဒါရင်မကကြားဖြန့်ဝင်အဆောက်အဦတွေကိုအဆိုပါတရုတ်လူမိုက်တွေကအแทမှာမီးရှို့ဖျက်ဆီးရာတွေဆောင်ရွက်နေစဉ်စစ်ကောင်စီဘက်မှလည်းမင်းလက်ပံရွာတွင်ကိုဒရုန်းနဲ့တိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေအချိန်ကြိုက်ပြုလုပ်ခဲ့တယ်လို့လည်း၎င်းမှဆက်ပြောပါတယ်။ ဒီမှာတိုင်နေကလည်းစစ်ကောင်စီအနေနဲ့မင်းလက်ပံကိုရရှိဖို့အတွက်နိုဝင်ဘာလနောက်ဆုံးပတ်ခရဲကမြဝတီဘတ်ချမ်းမှာတဆင့်စစ်ကြောင်းထိုးတာတွေပြုလုပ်ခဲ့ပေမဲ့လည်းထိခိုက်ကြဆုံးမှုတွေများခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီဟာရသိကူဘတ်ချမ်းကိုစစ်ကြောင်းတွေထပ်မံပို့ဆောင်တာထိုးမှတဆင့်မင်းလက်ပံရွာတွင်ဝင်နိုင်ရန်လေချောင်းကဒုံးကူညီပါရယူပြီးဆောင်ရွက်တာတွေရှိနေပြီးတော်လိုင်းအင်အားစုတွေဘက်မှယနေ့အချိန်ထိခုခံကာကွယ်ထားနိုင်တယ်လို့သိရပါတယ်။ ယနေ့ဒီဇင်ဘာလ9ရက် BBL ရဲ့ညနေခင်းသတင်းများကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင်သိမ့်ပါ။